အားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ညံကြောင်ဆက်ရုပ်တွေကိုနှုတ်ဆက်ရတော့မဲ့သတင်းနဲ့အတူရီစာအိပ်ပျော်နေတဲ့ခရစ်တိုတွေတိမ့်နေချီခိုးယူသွားခဲ့တဲ့အမျိုးသမီးရဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ။ ပရမတ်ဘုံအနေနဲ့ညံချောင်ဆက်ရုပ်တွေကိုနှုတ်ဆက်ရတော့မဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရယ်။စားထွက်ချိန်တုန်းကအတော်လေးနာမည်ကြီးခဲ့ပြီးအတော်လေးအလားအလာရှိခဲ့တယ်လို့ယူဆခဲ့ကြတဲ့ Solana Shooter ဂိမ်းညံ Heroes ကတော့ပိတ်သိမ်းတော့မှပြေကျောင်းကျင်းကျလာပါရယ်။ငွေကြေးဆိုင်ရာအခက်အခဲတွေကြောင့်လို့သိရပြီး developer တွေအနေနဲ့ fund အသက်ထက်ရှာမရတော့တာကြောင့်ဖြစ်ကြောင်းဆိုထားပါရယ်။ညံ Heroes က graphic ပိုင်းဆိုင်ရာအားနည်းနေသေးပေမဲ့ play test ၄ခုကနေ player ပေါင်း1 million ကျော်အထိရခဲ့တယ်လို့ blockchain game တွေတဲမှာဆိုရင်မဆိုးလာတဲ့အနေအထားတစ်ခုရောက်နေတဲ့ game တစ်ခုလည်းဖြစ်ပါတယ်။ Epic Game ကနေတဆင်လဲဆော့လို့ရနိုင်တဲ့အထိ season ခဲ့တယ်လို့ airdrop တွေလည်းပေးခဲ့ပြီးပါပြီ။နောက်နှစ်ထဲလောက်မှာ game အပြည့်အစုံကိုထုတ်ပေးနိုင်မှုမျှော်မှန်းထားခဲ့ပေမဲ့အခုအချိန်မှာတော့ development ဘက်အတွက်ငွေချင်းမလုံလောက်မှုကြောင့်ပိတ်သိမ်းတော့မှဖြစ်တာကြောင့်နှမျောစရာတွေဖြစ်ကုန်တာပါပဲ။ အနာဂတ်မှာတော့ညံဟီးရိုးကိုပြန်ဆက်လုပ်ကောင်းလုပ်တာမျိုးဖြစ်နိုင်ပေမဲ့လက်တလောမှာတော့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ကြောင်းလဲညံဟီးရိုးရဲ့ CEO ကဆိုထားပါတယ်လောလောဆယ်မှာတော့ညံဟီးရိုးကိုရောင်းချဖို့အတွက်ဆွေးနွေးနေတာတွေလည်းရှိနေပေမဲ့အချိန်တစ်ခုကြာအောင်မှဖြစ်လို့ development တွေပြန်ဆဖို့ဆိုတာကလည်းဒီဆွေးနွေးမှုတွေပြီးမှသာဖြစ်လာနိုင်မှာဖြစ်ပါတယ်အခုအချိန်မှာတော့ညံ token တွေရဲ့ဈေးကထိုးကျနေပါတယ်အမြင့်ဆုံးတက်ထားခဲ့ဖို့တဲ့0.46ဒေါ်လာဆိုတဲ့ဈေးကနေ0.007ဒေါ်လာသာကျန်မာတော့တယ် ီလိုတံခိုးထိုးချမှုဖြစ်နေတဲ့အချိန်မှာဂိမ်းကိုပိတ်သိမ်းမှုကြီးညာချက်ကြောင့်ညာဟီရိုးစ်အနေနဲ့တရားစွဲဆိုခံရတာတွေဖြစ်လာနိုင်ပြီးဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်ခင်ဗျာ။ က်လက်ပြီးတော့ရီဇာအိတ်ပျော်နေတော့ခရစ်တိုတွေတိမ့်တဲ့ချီခုတ်ယူသွားခဲ့တဲ့အမျိုးသမီးရဲ့တရင်ကိုတက်ဆက်ပေးကြပါမယ်။ရီဇာအိတ်ပျော်နေတော့မှာဒေါ်လာ5သိန်းပုံနီးပါးခရစ်တိုတွေခုတ်ယူသွားခဲ့တဲ့အမျိုးသမီးကတော့ထောင်ဒဏ်ချမှတ်ခံလိုက်ရပါပြီ။အေလို့သာတည်ထားရတဲ့အသက်40အရွယ်မျိုးသမီးကသူနဲ့အတူနေတဲ့အမျိုးသားအိတ်နေတော့မှာဒေါ်လာ4သိန်း8800ဘိုခရစ်ပတိုတွေကိုသူ wallet ထဲခိုးယူသွားခဲ့တယ်လို့ဖုန်းနဲ့အတူငွေသားဒေါ်လာ1430ကိုပါခိုးယူထွက်ပြေးသွားခဲ့တာပါ ပြန်ဖမ်းမိခဲ့ပြီးတဲ့နောက်မှာတော့ A ကဒီအမှုတွေအားလုံးအတွက်အပြစ်ရှိကြောင်းဝန်ခံခဲ့ပေမဲ့ပိုက်ဆံအများစုကိုပိုင်ရှင်စီပြန်ပေးခဲ့ပြီးဖြစ်တာကြောင့်ပြည်တံရှော့ပေါပေးဖို့ရှင်းနေတွေကတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းတရားသူကြီးကတော့ A ကိုထောင်ဒဏ်နှစ်နှစ်အထိချမှတ်ခဲ့တာပါ။ဒီကိစ္စကကျေကျူးကျွန်းမှာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီလတုန်းကလည်းခရစ်တိုလဲလဲဖို့ကျေကျူးကျွန်းဟိုတယ်တစ်ခုကိုလာခဲ့တဲ့အသက်30အရွယ်အမျိုးသားတယောက်ဓာတ်ထုတ်ခံရပြီးထေသွားခဲ့ပါတယ်။တရားခဏ၄ကတော့တရုတ်နိုင်ငံသားလေးဦးဖြစ်ပြီး လူသတ်မှုကျွလွန်ပြီးတဲ့နောက်ဒေါ်လာ6,300မို့ခရစ်တိုတွေခိုးယူသွားခဲ့တာဖြစ်ကြောင်းသိရတယ်လို့မကြာခင်မှာပဲနောက်ထပ်တရုတ်နိုင်ငံသား6ဦးကိုဒေါ်လာ6,300မို့ခရစ်တိုတွေနဲ့အတူထပ်ပြီးတော့ဖမ်းဆီးရမိခဲ့ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့မိသားစုဝင်နေတဲ့အတော်ရင်နေတဲ့မိတ်ဆွေလောက်ကလွဲပြီးကိုကခရစ်တိုတွေလုံနေကြောင်းဘလောက်တွေစုမိစောင်းမိဖြစ်နေကြောင်းသုံးနိုင်ဖြုံးနိုင်ပါကြောင်းတွေမပြောမိဖို့လိုအပ်ပြီးတော့တူတူသိသိနေတတ်ပါရခင်ဗျာ။ ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ Binance account တစ်ခုမှရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ